ပိုင်ဆိုင်များကိုထုတ်ကြွားကလူပေါင်းလောကကိုစိတ်ကုံသွားလို့မေတ္တလရှင်လှုပ်သွားတဲ့စမိုင်းပြည်သူများလုံးမမင်္ဂလာပါရှင့်ဘာမီစနောင်းကနေပြန်လေးကြိုးစွလိုက်ပါတယ်အကြောင်းရင်းတစ်ခုကြောင့်ပိုင်ဆိုင်သမားစည်းစိမ်ဥစ္စာတွေကိုစွန့်လွတ်ပြီးတော့တရဏဘောင်ကိုဝင်ရောက်သွားတာကတော့တထေးမကြီးစမိုင်းဖြစ်ပါတယ်ဒီမတိုင်ခင်မှာတော့မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစည်ရင်းဝင်တထေးမကြီးတယောက်ဖြစ်တယ်လို့အမေရိကန်မှာပြောင်းရွှေ့နေထိုင်ရင်းနဲ့လူချမ်းသာစည်ရင်းဝင်နေခဲ့တဲ့စမိုင်းကတော့သူမရဲ့စည်းစိမ်ချမ်းသာတွေကိုတစ်ခုပြီးတစ်ခုမယိုးရအောင်ထုတ်ကြွားနေခဲ့ပါတယ် စမိုင်းကဒေါ်လာပေါင်းတန်းနဲ့ချီအကုန်ကြားခံပြီးတော့နန်းတော်ကြီးသမ ्या ခန်းထားတဲ့နေအိမ်ကြီးကိုလည်းဝယ်ယူထားခဲ့ပြီးတော့ဘယင်မတပားလိုနေထိုင်ရင်းနဲ့စီးစိမ်ချမ်းသာတွေကိုခံစားနေခဲ့တာဖြစ်ပါတယ်။သူမကဘာလုံးမလုံးစရာမလိုတော့အောင်ဆယ်ဘွားစာလောက်ပြေဆောင်ပြီးတော့ချမ်းသာကြွားနေပြီဖြစ်ပါတယ်။ဒါကြောင့်အိမ်ထဲမှာပဲနေပြီးတော့နေ့စဉ်နေ့တိုင်းဘဝကိုတာယာစွာနဲ့ဖြတ်သန်းနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်သူမကိုချစ်တဲ့ပရိသတ်တွေကလည်းသူမကိုကြည့်ပြီးရောအားကြအတူယူရစေဖို့တဲ့ပိုင်ဆံသမျှစည်းစိမ်ချမ်းသာတွေကိုတစ်ခုပြီးတစ်ခုထုတ်ပြီးတော့ကြွားနေခဲ့ပါတယ်။စမိုင်းရဲ့ကြွားလုံးထုံးမှုတွေကအခုရက်ပိုင်းမှာတဖြည်းဖြည်းနဲ့ပိုဆိုးလာခဲ့ပြီးရောအစားအစာတွေကိုတောင်ရွှေစနဲ့ပြုတ်လောက်ထားတဲ့အစားအသောက်တွေကိုတည်ခင်းပြီးရောစားတော့ပြနေပါတယ်။စမိုင်းဟာအခုရက်ပိုင်းအတွင်းကြရောက်ခဲ့တဲ့ခင်မုန်းတဲ့ကိုပြေးမောင်ရဲ့မွေးနေ့မှာဆိုရင်လေရွှေအစစ်နဲ့ကမ္ဘာစည်းအကြီးဆုံးအမဲသားကိုမြန်မာငွေ3000ဘူလောက်အကုန်ကျခံစားပြနေရဖြစ်ပါတယ်။ ကဘာပေါ်မှာတန်ဖိုးအကြီးဆုံးဆိုတဲ့အစားအသောက်တွေကိုပဲညစာစားဝဲမှာတဲခင်းထားတာဖြစ်ပြီးတော့ရှမ်ပိန်ကအစားအကုန်လုံးကိုဒေါ်လာထောင်ထဲချီအကုန်ကျခံပြီးတော့ပြုတ်လုထားခဲ့ပါတယ်။ဒါကြောင့်သူတို့ရဲ့ညစာစားဝဲကြီးတစ်ခုလုံးကဒေါ်လာ၁၀၀၀ကျော်တန်ဖိုးရှိပြီးမယုံနိုင်စရာကောင်းလောက်အောင်ကြီးကျယ်ခန်းထားလို့နေခဲ့ပါတယ်။ဒီလိုမျိုးစည်းစိမ်ကျွဲဝချမ်းသာတွေကိုပြည့်စုံစွာခံစားနေရတဲ့စမိုင်းကအခုချိန်မှာတော့လူပေါင်းလောကကိုဆွန့်လွတ်ပြီးတော့တာရဏဖောင်တွေကိုဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။ဒီလိုဝင်ရောက်သွားခဲ့ရတာကလည်းစမိုင်းက လောကရန်ကိုကြောက်ရွံ့လာလို့ပါအားလုံးသိကြတဲ့အတိုင်းစမိုင်းဟာစီးစိမ်ချမ်းသာကြွယ်ဝနေပေမဲ့ တန်တရာခင်းအတွက်ကိုတော့အထောက်အပံ့မဖြစ်နိုင်ပါဘူး။ဒါကျင်လောကစည်းစိမ်ချမ်းသာဆိုတာကခဏတာအတွင်းမှာရန်သူမျိုး၅ပါးကြောင့်ပျောက်ကွယ်သွားနိုင်ပါတယ်။အလုံးသေးကြတဲ့အတိုင်းပြေးခဲ့တဲ့လပိုင်းမှာဆိုရင်စမိုင်းတို့နေထိုင်တဲ့အမေရိကန်နိုင်ငံ Los Angeles မြို့မှာဖြစ်ပွားခဲ့တဲ့တော်မီမှာဆိုရင်စမိုင်းတို့အိမ်ကမီးဘေးကနေတည်တည်လေးလွတ်မြောက်ခဲ့ပါတယ်။ဒီအဖြစ်အပျက်တွေကိုတထေးကြီးစမိုင်းကအတန်ဝေကရသွားပါတယ်။အထူးသဖြင့်တော့တထေးမကြီးစမိုင်းဟာနောက်ဆုံးပေါ်ပစ္စည်းတွေတန်ဖိုးကြီးပစ္စည်းတွေ၃နေရာပဲမဲ့လောကဒဏ်တရားကိုကြောက်ရွံ့လာတာပဲဖြစ်ပါ ါတယ်။ဒါကြောင့်အမေရိကန်နိုင်ငံကတထိပ်မကြီးစမိုင်းဟာခင်မွန်းတဲ့ကိုပြေးမောင်၊တမီကြီးစုနေဒီမောင်၊စုရဒီမောင်တို့ကိုထားခဲ့ပြီးတော့တရဏဘောင်တွေကိုအပြေးထံဝင်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစီးစင်ဥစ္စာတွေကိုစွန့်လွတ်ပြီးတရဏဘောင်တွေကိုဝင်ရောက်သွားခဲ့တယ်။စမိုင်းပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။